ဒီနေ့မှာတော့ Arsenal U23 နဲ့ပတ်သက်ပြီးအကြောင်းအရာလေးတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။လက်ရှိ Arsenal U23 ကိုတော့နီးပြချုပ်အနေနဲ့ Max Porter ကကင်တွင်နေပြီးတော့မှအကယ်တမီပိုင်းဆိုင်ရာအကြီးအကဲကတော့ကျွန်တော် Arsenal ခံစင်မှုကောင်းဂျာမနီနိုင်ငံသား Mardi Saka ပဲဖြစ်ပါတယ်။လက်ရှိမှာ Arsenal U23 က6ပွဲကစားထားပြီးတော့မှ9ပွဲအနေနဲ့3ပွဲတရေရလက်အနေနဲ့2ပွဲ တပွဲရှုံရလကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ရမှတ်ကတော့စက်တမတ်နဲ့ဒါဒရလိတ်တူးရဲ့ U23 ရဲ့လိတ်ပြိုင်ပွဲရဲ့အဆင့်၉နေရာမှာရပ်တည်နေတာဖြစ်ပါတယ်စိုးတယ်ပြောရမလားမစိုးပြောရမလားတပွဲကတော့ရှုံထားပါတယ်တွင်းကိုအနေနဲ့ကတော့ဒါ79တိရရှိထားတာဖြစ်ပါတယ်ဆိုတော့မစိုးပါဘူးလက်ရှိအာဆင်နယ် U23 မှာအထင်ကရကစားသမားတွေကတော့အာ79ပါမယ်ပြင်ကျွန်တော် Max Tomman ကလည်းနှစ်ပွဲကစားထားပြီးတော့မှာ နှစ်ကိုးတွင်းယူထားပါတယ်အာဆင်နယ်ယူ21အတွက်ဆိုတော့လက်ရှိအာဆင်နယ်ဒီယူ21မှာအထင်ကရကစားသမားလေးကတော့လက်ရှိမှာခြေစွန်းပြနေတဲ့ကစားသမားလေးကတော့ Charles Sago ပဲဖြစ်ပါတယ်သူကတိုက်စစ်မှုအဖြစ်လဲကစားတယ်လို့ဒါတောင်းဘဲတောင်းပန်းညာတောင်းပန်းတိုက်စစ်များဦးမှာလဲကစားပြီးတော့မှအာဆင်နယ်ယူ21အတွက်လက်ရှိမှာတွင်းကိုးနှစ်ကိုးပြီးရင်ကိုပန်တီမှု၃ချိန်ထိ ပြုတ်လို့ပေးထားနိုင်တာဖြစ်ပါလေဆိုတော့ဒီကစားသမားလေးကလက်ရှိမှာတော့ Arsenal U23 မှာထွန်းတောက်နေတဲ့ကစားသမားလေးဖြစ်ပါလေလာမယ့်ပွဲတွေမှာလည်း Arsenal U23 အနေနဲ့အာဒါစောသေးတာဖြစ်ပါလေအခုမှ6ပွဲပဲကစားထားပါသေးတယ်လာမယ့်ပွဲတွေမှာလည်း Arsenal U23 ကအာတောက်လျှောက်နိုင်ပွဲတွေပြန်ပြီးရလာမယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ထို့သူပဲ Arsenal U23 မှာလည်းအထင်ကရကစားသမားလေးတွေ ထပ်ပေါ်လာအောင်မှာဖြစ်ပါလေလက်ရှိ6ပွဲထိပ်ကစားပြီးချိန်မှာတော့အာဆင်နယ်ယူ20တင်မှာတော့တိုက်စစ်မှု Charles Sago ကတော်တော်လေးကို နာမည်ရနေတာဖြစ်ပါလေသူရဲ့ကစားမှုပိုင်းတွေဒီဂိုးဖန်တီးမှုပိုင်းတွေဘောလုံးလူယူတဲ့အပိုင်းတွေပြီးရင် ကိုဖန်တီးတဲ့ပိုင်းတွေကိုသွင်းယူတဲ့ပိုင်းတွေမှာတိုက်စစ်မှုစာကူကတော့အာဆင်နယ်ယူ27မှာလက်ရှိမှာတော့အထင်ကရဖြစ်နေပါတယ်ဆိုတော့ပရိသတ်တို့ရဲ့ထင်မြင်ယူစကြက်တွေအာဆင်နယ်ယူ27နဲ့ပတ်သက်ပြီးတီးတဲ့အရာလေးရှင်းတဲ့ကောမဲမှာရေးပိတ်ခဲ့လို့ရပါတယ်နောက်ထပ်အာဆင်နယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ပေးမယ့်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ